မင်္ဂလာပါခင်ဗျာဝိဇာစေတနာတမန်တော်ဂုံတော်နဲ့ပတ်သက်ပြီးဘုဒ္ဓဘုရားဘုရားဘုရားတွေရာပေါ့နော်အဲကျွန်တော်တို့ကအရာရာတည်သူဖြစ်တလားနော်ဖြစ်အဲတည်တင်တလားပေါ့နော်အရာရာကိုတည်တင်တလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မင်းကြီးကနော်ကျွန်တော်တို့နော်ဟိုဆွေးနွေးဆွေးနွေးတော်ပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က ဟိုဒီနော်ဟိုကျွန်တော်မနေ့ကပြောခဲ့လို့ပါပဲနော်ကျွန်တော်တို့ကမနေ့ကကျွန်တော်ဥပမာလေးပြပြီးပြောခဲ့လို့ပါပဲကျွန်တော်တို့ကနော်ဒီနော်ဟိုဟိုဒီခုနဒီလောကကြီးဆိုတာကကျွန်တော်တို့အစ်စင်မှမဟုတ်ဘူးနော်ကျွန်တော်တို့ကဘာဖြစ်လဲအဲဒါဒုက္ခသစ္စာသံတမှုတရားသစ္စာဘုရားပြောခဲ့လို့ပေါ့နော်ဒါကြီးကအစ်စင်မှမဟုတ်ဘူးနော်ခုနကျွန်တော်ပြောခဲ့သလိုနော်ဒါ အဲခုနကကျွန်တော်တို့ပြောခဲ့ပေါ့ကျန်တဲ့ဘာသာမှာဆွနေဒီလိုပဲပေါ့နော်ဘုရားခင်ကနေပြီးတော့ဒါဂိယုနာနဲ့ဖန်ဆင်းထားတာပေါ့နော်ကိုပိုင်တာမဟုတ်ဘူးเนาะဒီလိုမျိုးပေါ့နော်အဲကျွန်တော်တို့ပြောခဲ့တဲ့အစ်မမဟုတ်ဘူးလောဘဒေါသမောဟတွေနဲ့လူလူတွေကဘာဖြစ်လဲအမှန်မသိဘဲနဲ့အဝိဇ္ဇာဒိဋ္ဌိတွေမှာမျောပါနေတဲ့เนาะဟိုစိတ်ဆာရတိုင်းအမှန်မသိဘဲမျောပါနေတဲ့လောကလို့ပြောရတာပြောရခါကြတော့เนาะအဲ့တော့အဲ့ဒီအတွက်ကြောင့်ပဲလူတွေကကျွန်တော်ပြောခဲ့တယ်ပေါ့နော်လူတွေမှာ အဲနော်တူတော်ကောင်းနေမှာပေါ့လေတူတော်ရှင်နေမှာဆိုလို့ရှိရင်ကျွန်တော်တို့ကအတိတ်တစ်ခုရှိတယ်ကျွန်တော်တို့ကနော်အဲနော်ပရမတ်တာအတိတ်နဲ့ဒိဋ္ဌိအတိတ်နော်ကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ပြောခဲ့တာပေါ့နော်အဲပရမတ်တာမတ်တာအတိတ်နဲ့ဒိဋ္ဌိအတိတ်ကျွန်တော်တို့ရှိတယ်နော်ကျွန်တော်ရှိတယ်တို့နော်အဲ့တော့ဒီနှစ်ခုကဘာဖြစ်လဲလူတွေရဲ့တထံမှာရှိတယ်သူတို့တရိစ္ဆာန်တွေကနော်ဒုံခုနကနော်အစစ်နှိမ့်တဲ့လူတွေကပရမတ်တာကို မတ္တကိုသိတဲ့အခြေကျမှလာနေပါခင်လေဒါကုနာတိလောကဒိဋ္ဌိလောကတွေကနေပြီးတော့လုံရောက်ဖို့နော်ကျန်ဆောင်ကြတာပေါ့နော်သူတို့လည်းအဲ့လိုကျန်ဆောင်တဲ့နေရာမှာလည်းကုနာအဲနော်ကုနာနော်ဟိုအခက်အခဲတွေကအများကြီးပဲပေါ့နော်ဟိုအများကြီးပဲသူတို့လွတ်နောက်ဆုံးလုံရောက်တဲ့အချိန်ထိဒိဋ္ဌိကလိုက်ပြီးပါတယ်လေနောက်ရှက်မယ်နောက်လိုက်ပြီးပါတယ်လေနော်ဟိုသူ့ပဲပေါအောင်ပါတယ်လေအဲဒိဋ္ဌိဆွဲဆောင်ပါပေါ့နော်အဲ့တော့သူတို့ကကျွန်တော်တို့ပြောခဲ့လိုမျိုးပဲနော် ဖြစ်လဲကျွန်တော်တို့ကပရမတ္တအကြောင်းเนาะကျွန်တော်တို့ကဖြစ်လဲဒိဋ္ဌိဖြစ်ရတယ်เนาะအဲ့ဒိဋ္ဌိကဖြစ်လဲပရမတ္တကိုဖြစ်လဲเนาะပြန်မသိမ့်ပိုင်တယ်စန့်ကျင်နေတော့ညာပြန်ပြီးပါဖြစ်လဲမသိမ့်ပိုင်တယ်အကြောင်းကြောင့်အကျိုးဖြစ်တယ်အကျိုးတရားတို့ဒီအကြောင်းတရားကိုပဲလေပြန်ပြီးမသိမ့်ပိုင်နိုင်နော်ကျွန်တော်တို့နော်မိကြောင့်အလင်းအောင်ဖြစ်တယ်အလင်းအောင်မိကိုပြန်မသိမ့်ပိုင်ဘူးပေါ့နော်အဲ့တော့အဲ့တော့သူတို့ကပဲလေဒီဒိဋ္ဌိနဲ့ပရမတ္တကြတော့ တဆန့်ကျင်ဘက်ကပေါ့ဒိဋ္ဌိဒိဋ္ဌိဒီပရမတ္ထကိုနော်လုံးဝဆန့်ကျင်တယ်ဆန့်ကျင်ဘက်ပေါ့နော်ဆန့်ကျင်ဘက်ဆန့်ဆန့်ကျင်တဲ့သဘောပေါ့နော်အဲ့တော့ဆန့်ကျင်ဘက်သဘောဖြစ်နေတဲ့သဘောအတွက်ကြောင့်သူဆန့်ကျင်ဘက်ကသဘောကတော့အမြဲတမ်းပါပဲလေအဲ့တခုတခုလှုပ်မှုတိတ်ဘက်ကိုကျိုးရတာပေါ့နော်ကျိုးရတဲ့အချိန်မှာဒိဋ္ဌိအဲ့မှာမဆန့်ကျင်ဘက်မှာမှဓမ္မနဲ့အာရမပေါ့နော်ဓမ္မကကြာတော့ကျွန်တော်တို့ကတိတ်ဘက်ကိုကျွန်တော်တို့ကနော်တိတ်ဘက်ချင်းဆိုတာအာရမသဘောကိုနော်အဲ့ဓမ္မကကြာတော့ကျွန်တော်တို့က အတိမ့်ပိုင်တော့မှဓမ္မတည်းပဲဖြစ်လေမြတ်တော်တရားတွေနော်တစ္ဆာတရားတွေကိုကျက်စာတရားတွေအဲဒါတွေနဲ့ကျွန်တော်တိမ့်ပိုင်မယ်နော်မြတ်တော်ကုညာဘုရားတရားတွေနဲ့လည်းကျွန်တော်တို့ပါဖြစ်လေအသိစိတ်ကနေပြီးတိမ့်ပိုင်တယ်အဲ့ဒီမှာကျတော့သူကသူတဘောတဘောကကတိမ့်ပိုင်တဲ့တဘောကျူးကျော်မှုတဘောပါပြီးပြီးဖြစ်တဲ့အတွက်ကြောင့်သူဘရမထအမြဲတမ်းနော်တိမ့်ပိုင်တယ်တောင်းဆန့်ကျင်မယ်နော်ဆန့်ကျင်မယ်ဆန့်ကျင်လို့ဆိုတာခုနကဘယ်လိုပြောမလဲကျွန်တော်တို့ကဟိုတမချန်းကမှာနော်ဒါတို့ခုနပြားတခင်ဟိုဆန့်ကျင်ပြီးမှလည်းက နောက်ထပ်သွားရဲဆိုတာမျိုးပေါ့နော်အဲ့တော့ဒိဋ္ဌိဒီအဲ့တဘောပဲနော်ဒါအတူတူပဲဒါနောက်ခုနကကျွန်တော်ပြောသူပါပဲလေသူစန့်ကျင်ပြီးထွက်သွားတာနော်စန့်ကျင်ပြီးကျွန်တော်တို့ပါပဲထွက်သွားတယ်ထွက်ပြီးသူပါပဲလေအဲကိုဒင်းလားဆိုတော့မဟုတ်ဘူးယုံနဲ့ခန္ဓာရတာလေလူတည်းများပြီးအဲ့တိုင်းပဲစန့်ကျင်ပြီးပြန်ပတ်တာလေသူမေ့သွားပြီမသိတော့ဘူးပေါ့နော်ထွက်သွားပြီးတော့ဒီဝေယောကဒီမှာဒိဋ္ဌိဝေယောကလေးတော့မဟုတ်နော်ပရမတမသိတဲ့သူတွေနဲ့တတ္တဝါတွေနဲ့ဖွဲ့ယူထားတဲ့ဒိဋ္ဌိဝေယောကရှင်မှာ ခါခါလက်လက်ပတ်ပြီးရောပါလို့ကျွန်တော်တို့ကကျန်နေနေရတာပေါ့နော်ကျန်နေနေကျန်နေနေရတယ်တဲ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့နော်ဟိုဟိုပရမတ်တာကိုသိချင်ကြမှာတာလေဒီဝေယောဂကြီးရတယ်ကျွန်တော်တို့ကဘာဖြစ်လဲအဲရုံးထွက်တယ်တဒုက္ခသစ္စာမသိတဲ့အချိန်မှာနော်ရုံးထွက်တယ်ပရမတ်တာကိုသိသိကြပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ကဖြစ်တယ်ရုံးထွက်တယ်ပေါ့နော်ရုံးထွက်တဲ့အချိန်မှာခုနဒိဋ္ဌိကိုသူကနော်နားလေအောင်ကြည့်ပြီးတော့နော်ဒါဘာသာတရားတွေမှာရှင်းစင်နေဆိုတာအဲ့ဒီသဘောပဲနော်ဒိဋ္ဌိကို เนาะကျွန်တော်တို့ကတကယ်နားလေအောင်မြင်အောင်ချစ်ပြီးတော့ဒီမျိုးမျိုးနဲ့ကျွန်တော်တို့ကယုံထွက်တဲ့တော့ပေါ့ဒိတ်ကြီးတော့ပါတယ်ကနေယုံထွက်တဲ့တော့ပေါ့ဒါဆိုအဲ့လိုယုံထွက်နေရတဲ့ဟိုဒီဒိတ်ကြီးကလိုက်ဆွဲနေတာကိုဒိတ်ထိနေမဟုတ်ဘူးကတကယ်ဒီဝဲခရဲမှာကိုဒိတ်ထိတူလည်းရှိတာမဟုတ်ဘူးလေကိုဒိတ်ထိနဲ့ချိတ်ဆက်နေတဲ့နော်တတော်ဟာရဲ့ဒိတ်ထိအားလူတတော်ဟာရဲ့အားလုံးဒိတ်ထိတွေရှိနေတော့ကအဲ့ခုနနော်ဟိုကိုဒိတ်ထိနေမဟုတ်ဘူးကသူများတဲ့အဲ့ဟိုဒိတ်ထိအပေါင်းစုကြီးကလည်းလောကကြီးကလည်းပို့ဆွဲနေတာကိုဒိတ်ထိကလည်းဆွဲတယ်ဒိတ်ထိနော် ဟိုအပေါင်းစုလောကကြီးကတဖို့ပါကြလေဒီပရမတ်တာကိုပြန်ပြီးပါမယ်လေအဝိဇ္ဇာနဲ့နော်ပြန်ပြီးနော်ဒိဋ္ဌိပြန်လာတော့ကျွန်တော်တို့ဆွဲမယ်နောက်တစ်ခါကျွန်တော်တို့ကခုနကံပြရပါနော်ခုနကျွန်တော်ပြောခဲ့ကံပြရကြတော့ကျွန်တော်တို့ကတမန်ဝေယောကမဟုတ်တော့နော်တမန်လူတွေရဲ့ဒိဋ္ဌိဝေယောကမှာအင်ပတန်နဲ့သွားပြီဒါတကယ်လို့ကျွန်တော်တို့ကခုနဒိဋ္ဌိဘဟုပေါ့နော်ဘဟုရောက်သွားပြီနော်လူမာဒိဋ္ဌိဘဟုဆိုရင်လောကကြီးမှာတူပါပါတယ်ဒိဋ္ဌိဘဟုလည်းဝင်သွားတာပေါ့နော်အဲဝင်သွားပြီဆိုတဲ့အချိန်မှာသူက နော်ဟိုပြောမှဆိုရင်ဓမ္မဆိုရင်သူကလိုက်ပြီးဟိုဒါ5 5ပါပဲနော်တက်တက်ခိုက်မှာတင်ပိုင်မှာဒီလိုလုံးပါပေါ့နော်နောက်ဆိုတော့အဲ့လိုတင်ပိုက်တဲ့တူချောင်းသူ့မှာပါလေဟင်းသူကဒိဋ္ဌိအခြေဆုံးနေပေါ့နော်အခြေဆုံးသူဒီပရမတ်တော့ဟိုသူဟိုဂမ်ဘီယာလောကတဲ့ဟိုရောက်ရောက်သွားပြီးဂမ်ဘီယာနော်ဤပညာပညာရက်တွေနဲ့သူများကိုနှမ်းမှုကျူးနှမ်းမှုကိုကြိုးစားပြီးဆိုလို့ရှိရင်သူဒီမှာဖြစ်လေဒိဋ္ဌိနော်အခြေအခြေဆုံးနော်ဒိဋ္ဌိပိတ်ဖို့ခေါ်တာနော်လောကမှာ ကျွန်တော်တို့ကပြောမလဲဆိုတော့ဒိဋ္ဌိရဲ့မနေ့ကကျွန်တော်တို့ပြောခဲ့ပြီပေါ့နော်ဒိဋ္ဌိရဲ့ရေတောင်းနော်ဒိဋ္ဌိက sorry အမြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ကလောဘဒေါသမောဟအနေရပါဖြစ်တယ်ဒါအတိရွတ်တိပေါ့နော်အကြောင်းအဲ့လောဘဒေါသနဲ့မောဟနဲ့ပတ်သက်တဲ့အကြောင်းအရာတွေရပါဖြစ်တယ်ဒါအတိပွင့်တွေပေါ့ဒီအဆင့်ဆင့်ပေါ့နော်ကျွန်တော်တို့ကဒါဘုဒ္ဓဘာသာမှာဆိုတာကဟေတုပစ္စယဟေတဘောပေါ့ဟေတဘောဒီလိုမျိုးကျွန်တော်တို့ရှိတာပေါ့နော်အဲရှိကြတဲ့အချိန်မှာခုနကဒီနော်ဒီခုနကပြောတဲ့ဒိဋ္ဌိပေါ့နော် အဲဒီဒိဋ္ဌိနဲ့ပတ်သက်ပြီးအဲ့တော့ဒိဋ္ဌိကြီးတယ်ဆိုတာပါလေဒါလောဘဒေါသမောဟကြီးတာပေါ့ဒါဒေါဘဒေါသမောဟကြီးမလာဒီဒိဋ္ဌိကကြီးတာဒီပဲနော်အဲခုနအဲ့ရနေပဲပြည်သူများကိုကျူးကျော်တယ်သူတော့ဖောက်ပြပြီးသူများကိုကျူးကျော်မှုတွေဖြစ်လာပြီးဆိုတာသူကပဲလေလုံးဝပရမတ္ထအမေပါလို့ပေါ့နော်သူ့ဘဝကိုသူမေ့သွားပြီးဒီအစင်မှန်လို့ထင်သွားတယ်ဒိဋ္ဌိကိုပဲလောကကိုအစင်မှန်ထင်တယ်ကိုယ့်ကိုရဲတယ်လို့ထင်လို့နော်ခုနလောဘဒေါသမှာတိရဖောက်ပြပြီးတစ်သက်တာကိုကျူးလို့နေတယ် အဲ့လိုကျူးလွန်မှုမှာကျွန်တော်တို့ပါတယ်လေအဲဟိုဥဒိမှာတော့ရှိတယ်လေကျွန်တော်ကျူးတင်ကျန်စီမှုနဲ့เนาะခုနရုပ်ရက်เนาะကျူးလွန်မှုမတူဘူးเนาะဒီမျိုးပေါ့เนาะအဲ့တော့ခုနဂမ်ဘီယာကျူးလွန်မှုဆိုတာအဲ့သူကစနစ်တကျเนาะကျူးတင်စီမံပြီးတော့အဲကျွန်တော်ကကျူးလွန်တယ်လို့ပြောရပါတော့เนาะတနည်းအားဖြင့်စီမံတာပေါ့သူဂမ်ဘီယာအလုပ်ဆိုတာမကောင်းတဲ့နေရာမှာစနစ်တကျစီမံတတ်တာကိုကျွန်တော်ကစနစ်တကျစီမံပြီးတုတ်ဆောင်တာကိုကျွန်တော်ကဂမ်ဘီယာ နော်ဒုစမှုလို့ပြောရမယ်နော်အဲ့တော့အဲ့ဒီကကြံစီရဆိုတော့ရိုးကြံတာမဟုတ်ဘူးနော်ဒီစိတ်ထရားတကလုံတော့လေခုနကကျွန်တော်တို့ပြောလို့ပါခဲ့တယ်လုံနည်းကလည်းခုနကကျွန်တော်တို့ပြောခဲ့လို့ပါလဲဆိုတော့ဟိုဟိုဒီဒိဋ္ဌိနဲ့ပဲသွားနေနေပြီနော်အဲ့တော့ကျွန်တော်တို့ကတော့အဓိပတိပေါ့နော်ဟိုပုဂ္ဂပ္ပမတ်တဲ့အဓိပတိနော်ဒိဋ္ဌိကအားလုံးကအဓိပတိဖြစ်နေတယ်နော်ဒီအဓိပတိဖြစ်နေတဲ့အတွက်ကြောင့်နော်ဒီလုပ်တဲ့သူ့ရဲ့လုပ်ငန်းအားလုံးပါနော်ဒီတဲ့ကိုကံပြလုပ်ငန်းအားလုံးပါလှုပ်ဆောင်မှုရတယ် မာလေအာရမအတိတ်ကြီးပြနေတယ်ဒီခုနခုနတော့ကြာစီမှုမှာလေဒီတိုင်းပဲเนาะဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကသူတီထဲကနေရုံးထွက်ဖို့မလွယ်เนาะဒီကံပြီးတော့လောကထဲရောက်သွားပြီဆိုရင်အဲရုံးထွက်ဖို့မလွယ်လောက်ပေါ့เนาะမလွယ်အဲ့အတွက်ကြောင့်ပဲကျွန်တော်တို့ကဟိုဟိုဒါဒါကိုဟိုခုနကျွန်တော်ပြောခဲ့လို့เนาะကံပြီးတော့လောကထဲမှာဝင်ပြီးသွားပြီဆိုလို့ရှိရင်အဲသူကလည်းကိုယ်အမျိုးမျိုးပြန်မှုကိုစူးစမ်းပါပဲပေါ့เนาะ အဲ့တော့မနေ့ကကျွန်တော်ပြောခဲ့တူပေါ့နော်ဟိုဖះလို့ပြောဖះတော့လိန်လို့ရှိရင်ကျွန်တော်ကသူဖះဖြစ်ပြီဆိုတာမျိုးပေါ့နော်သူ့မို့လည်းကြီးစရာပေါ့လေလူလိန်ပြီးဖះဆိုပြီးမတို့တော့လိန်တာရရပေါ့နော်ရဟန္တာတော့တော့လည်းရဟန္တာဖြစ်ပြီဆိုတာမျိုးပေါ့နော်အဲ့တော့မနေ့ကကျွန်တော်တို့ပြောခဲ့တူဝိဇ္ဇာဆန္ဒတမန်တို့ခုံတော်ဆိုတာအဲရှိပါမလားနော်ဟိုရှိသလားဖះဖះတွေမှာတကယ်ကုန်ပြီလားသူ့ရောလူသလားတကယ်လုံးမမလို့လားနော်မတူဘူးလေဖះတွေကုန်ပြီလေဆိုတာဒီရှေ့မှာရှိတဲ့နေဆာတနာလောကကို သိတာမဟုတ်ဘူးနောက်မှရှိတဲ့ပတ်သက်ပရမတ္တလောကကိုသိတာနော်သိတာအရှင်းမှရှိတဲ့နိစ္စတင်္ဂလောကကိုသူကတခုမဟိုသိတာမဟုတ်ဘူးဆိုတာဟိုအထဲဝင်ပြီးတခုချင်းကိုကျွန်တော်တို့ကလည်းဆန်းစစ်နေတာမဟုတ်ဘူးဥပမာကျွန်တော်တို့ပြောမယ်ဗျာနော်ဒါကြီးကသိတဲ့ဒုက္ခသစ္စာဆိုတာကြီးသိတယ်တမှုတရားသစ္စာဆိုဒါဆိုလုံလောက်ပြီပေါ့ဒီအရာကြီးကိုကျွန်တော်တို့ကလည်းမကောင်းမှုဆိုပြီးကျွန်တော်တို့ကလည်းအကန့်ထက်မယ်နော်ကန့်ထက်ပြီးတော့ကျွန်တော်တို့ကအဲ မက္ကတစ္ဆာနဲ့နိရောဓတစ္ဆာကိုကျွန်တော်တို့တွားမှာပေါ့နော်အဲလိုမှမဟုတ်ဘဲနဲ့ခုနဒါကြီးကဒုက္ခတစ္ဆာဆိုတာသိရတယ်ဒုက္ခတစ္ဆာဘယ်လိုလဲဆိုပြီးစဉ်းလေ့လာဖို့လူလို့လာကဲလို့ကျွန်တော်မေးပြောပြောရမယ်ဆရာလားအဲကျွန်တော်တို့ကကိုရှိမှာနော်မစင်တုတ်ကြီးမစင်တုတ်ကြီးပေါ့နော်ရှိရှိကိုရှိရောက်လာနော်ဒါမစင်တုတ်ဆိုတာကိုကတိလိုက်ဒါအနံ့လို့နံလို့ပဲပါလို့ငါတိလိုက်ပြီးတိဒါဖယ်လိုက်မှာပေါ့နော် သူမစင်တော့ကြီးလွတ်ပြစ်ချင်လွတ်ပြစ်မယ်တော့မဟုတ်ပါဘူးကြည့်မစင်တော့နဲ့ဝေးရအောင်ကျွန်တော်တို့ပတ်ပြလေရှောင်းတော့မှာပေါ့နော်ရှောင်းတော့မှာပေါ့အဲလိုမှမဟုတ်ပဲနဲ့မစင်တော့ကြီးကလို့တည့်ရတာတည့်ရတဲ့နော်တည့်ရတဲ့ဘလို့မစင်တော့လဲဆိုတာမစင်တော့ကိုဖြီမယ်နော်ဒီမစင်တော့ထမဘာတွေပါတယ်သူကဘာနဲ့စားထားလို့ထားတဲ့မစင်လဲနော်အဲ analysis အတုတေတနာတွေနော်လောက်ပြီးတော့ကျွန်တော်တို့ကရက်ကြည့်နေဆိုကြပါဘူးနော်မစင်တော့ဆိုဘလို့မစင်လဲဘလို့ရတာရှိတယ်ရက်ကြည့်ဖို့လို့လို့လား မလိုဘူးနော်မလိုဘူးနော်မလိုဘူးရက်ကြီးကိုလည်းမလိုဘူးတို့တော်လည်းတခုတော့ရှိတာပေါ့လေလောကီတဘောင်းမှာကြာတော့ဒီမစင်ထုတ်ကြီးကိုပဲမတိလို့ကျွန်တော်တို့ပါခဲ့ရက်ရှင်နဲ့ရက်ကြီးမယ်နော်ဒီထဲဝင်ပြီးနည်းနည်းဆိုင်ကြိုင်းဝင်ပြီးလိုက်သွားတာလည်းရှိမယ်နော်အဲ့ဒီပေါ့နော်အဲ့တော့ဟိုတို့တော်ကံပြတဲ့ဘောင်းမှာလည်း sorry ကိုနော်ဟိုပရမတ္တတဘောင်းမှာလည်းဒါအခုမစင်ထုတ်မှန်းကျွန်တော်တို့ကတိပြီနဲ့ကျွန်တော်တို့ပါခဲ့လူစုတာက နော်ဟိုဟိုလုံနေခန္ဓာရှိနေသေးသေးလောကနဲ့မလုံနိုင်ဘူးလေဘုံကြီးတော်မှကျွန်တော်ဆွန်းဖြူခန်းသေးတယ်နော်သူနေဖို့ထိုင်ဖို့ဆွန်းကွန်းနော်အလိုတင်ငန်းနော်ဒါကြီးကြောင်းဒုဒါကြီးလူသေးတယ်ဒီအဲ့တော့လောကီပြဿနာတွေဖြေရှင်းပေးရသေးတယ်ဘုရားဆိုရင်သူဆိုတာပေါ့ဘုရားလောကီပြဿနာတွေဖြေရှင်းပေးဖို့လောကတွေကိုနော်ခုံစင်ရောက်ရှိတာတယ်နော်ဗုဒ္ဓဘုရားအစောကြီးကတူတာပါဖြစ်တယ်ကျွန်တော်တို့ကနော်ပရမစ်ပရိနစ်ဆရီကိုနေပြန်အောင်သူမြန်မာပြုနိုင်ရတာနဲ့ ဘုရားတုတ်ဖို့တည်းသူကဘယ်လိုနော်အကက်ခဲတွေရင်ဆိုင်ရင်ဆိုင်ကြီးကျော်လာပြီးတော့နော်ဒါလည်းနော်ခုနကတော့ကတော့မီးတွေတနက်လုံးမီးတွေခင်းစားပါတယ်အဲ့ဒီမီးတွေကိုချက်ချော်ပြီးကျွန်တော်တို့ပါတယ်လေဘုရားရှင်အောင်လို့ဘုရားဖြစ်ကိုသူရယူပြီးလည်းလူတွေကိုကျေချွတ်မယ်ဆိုဒီလိုမျိုးပေါ့နော်အလောကကြီးသူကဝင်လာနော်ဘုရားဆိုတာကဘုံကြီးတွေလည်းဒီလိုပဲနော်ခုနက ပရီယပရီပက်ပေါ့နော်ခုနအမျိုးဆုံးရှိမှာပေါ့ဒီကိုခုနတော့ထက်တော့ထက်တဲ့ဟာရှိတယ်တော့ထက်ချင်းတဲ့ဘာလူကြောင်းထဲမှာဝင်တရားဟောရတာရှိတယ်အလူတွေကဝင်လာပြီဆိုတဲ့ဟိုကကျွန်တော်တို့ကနော်ခုနအဲ့တော့ပြောမယ်ဆိုရင်တော့ဒီဒိတ်တော့ကတည်းကမြည်ကြည့်တဲ့တဘောပဲပေါ့နော်။ဒီတရားကြီးကိုတည်ရနေမြည်ကြည့်တဲ့တဘောပေါ့နော်။မြည်မြည့်တော့ထိထိနေတာပေါ့ဗျာထိနေတာပေါ့နော်။ဒါဟိုဟိုတန်းထိုင်ရင်တော့ကျွန်တော်တို့ကဘာဖြစ်လဲ။အဲမထိရနေကြတော့အကောင်းဆုံးပေါ့နော်။ဒါဟိုကုန်းကြီးတွေနော်ကျွန်တော်တို့ ဟိုတချို့ဆိုတော့ဒါဒီ kit ကိုပို့ဆိုးရဲပေါ့နော်ကျွန်တော်တို့ပုံကြီးတွေကအဲကျွန်တော်တို့ကနော်ဒီမှာအခုဆိုရင်နော်ဗရက်မျိုးဟိုဒီ logging တဲ့ကျွန်တော်စာတင်ကြောင်းလေးအဲနောက်ခုနထူထောင်တာတွေရှိတယ်ကလေးတွေစာတင်ပေးတယ်လူတွေတရားပြပေးတယ်တရားဟောပေးတယ်တရားစင်တာကြီးတွေဖွင့်တယ်အဲတင်ကြားပေးတယ်ပေါ့နော်ဒါတာဝန်တိတ်များတယ်နော်တာဝန်များလို့ရှိရင်ဒိဋ္ဌိကတစ်ခါတည်းပါတာ เนาะคุณน่ะไปตัวตําเวมาลาไปสุดแล้วถ้าด่าลงไม่กันไปสุดแล้วคุณน่ะงาสุดแล้วอ่ะเดทีอ่ะป่าด่าไปเนาะเออไอ้ตําเวมาลาอยู่อ่ะรู้สิงตูก็บาโพสิ่งเนี่ยอ่ะป่ะเนาะโพสิ่งแล้วก็คุณน่ะโพสิ่งแท้มาเนาะงาตําเวมาลาอยู่นี่ไปไอ้ตําเวมาลาอะหมาด้วยป่ะเนาะอะหมาด้วยอยู่เลยอ่ะดิแต่ดูเนาะโดดเล่นลงอ่ะแล้วมาฉันก็ส่วนเนี่ยอีกกว่าเลยเนาะอะคือฉันก็ပြောเลยကျွန်တော်ပြောတဲ့စကားစကားတွေကောင်းကျင်လည်းကောင်းပဲကောင်းကျင်မှလည်းကောင်းပဲပေါ့နော်။နော်အစဉ် နော်နိုင်ကျင်တဲ့နေနေလိမ့်မယ်နော်တို့တော့ကျွန်တော်တို့ပါပဲပြောတယ်အဆင်ပြေလို့ကျွန်တော်မြှောက်ပေးတယ်ကျွန်တော်တို့နော်ဒါတော့အကြီးတာရလို့မြင်ရဘူးဒါဘုရားသခင်ကနေကျွန်တော်တို့ပါပဲဘုရားသခင်နဲ့လောကကြားထဲမှာ link လုပ်ပေးတာပေါ့နော်အဲကျွန်တော်တို့ဘုရားသခင်ငါပြောနေတာတွေကဗျာသခင်ကကိုစားဗျာသခင်ကိုပေးဆက်နေတယ်ကျွန်တော်တို့เนาะအထုတ်ကျွေးပြုတ်နေတယ်เนาะဗျာသခင်အထုတ်ကျွေးပြုတ်တယ်ဒါလူတွေကိုကျွန်တော်တို့ပါပဲလေအဲကျွန်တော်တို့ပါပဲလေအဲเนาะဗျာလေ ဲ့လိုပေါ့နော်အဲ့လိုအလုပ်ကျွေးကြည့်တယ်ပေါ့တော်ဟိုပြစ်ဆက်တယ်ပေါ့နော်တော်သူဒီအတွက်ပေါ့နော်တောင်းလေကျွန်တော်ဟိုဟိုဘယ်လိုပြောမလဲနော်ဟိုဟိုဟိုအဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ကပတ်သက်တယ်အဲနော်ဟိုခြုံရက်တွေရှိရင်လည်းကျွန်တော်တို့ကပတ်သက်လဲဆိုတော့ကျွန်တော်ချိရနေတော့ကျွန်တော်ဖြစ်အောင်လုပ်တာပေါ့နော်အဲဒီမှာဆူကြပါတော့အခုကျွန်တော်ပြောနေတာဒီကနော်အခုတွင်ရှားတွေကစာနော်တက်ပြီးဘုန်းဆိုနေကျွန်တော်ရမ်မီနိုင်တာလွန်ခဲ့တဲ့9နှစ်ကဝယ်ထားတဲ့တယ်လီဖုန်းလေးပေါ့နော်အဲ့ဒီဖုန်းလေးကကျွန်တော် တွင်ပြောနေတာပါနော်ဒါဗီဒီယိုတွင်ထုတ်နေတာကြောက iPhone ကလည်းရမ်းမီနိုင်ကျလို့ဟိုလည်းနေနေနေကြာလဲကြာပြီဆိုတော့အတွင်လုတ်ပြီးတော့ကျွန်တော်တို့ကဘာဖြစ်လဲ Facebook ခုန YouTube ပေါ်တင်ပါပြန်ညာညာတင်တော့တော်တော်တင်ရခက်တယ်နော်ညောဘယ်လို result တင်နေမှလည်းမသိဘူးပေါ့နော်အဟိုဘက်မှာဆိုရင်နော်ဟို like တွေပဲတိတ်မရဘူး YouTube ပါဆိုရင်နော် YouTube မှာလည်းတင်တယ်လေ like like တွေပဲတိတ်ဒီဘက်မှာကျတော့ TikTok မှာကြတော့ကျွန်တော်တို့ပဲလေအဲ like တွေပါလေရတယ်တို့တို့ TikTok ကဘာဖြစ်လဲဆိုတော့10မိနစ်စာပဲပြီးတယ်နော်10မိနစ်စာပဲပြီးလို့ကြောင်းကျွန်တော်တို့ကမိနစ်30တော့နော်မိနစ်30တော့ပြောမှာပဲကျွန်တော်တို့ကနော်ဒီနေ့လေးလိပ်ပက်လေးရပါနော်မိနစ်30တော့ပြောရတဲ့ကတော့3မိနစ်တော့ဖွဲတင်ရတယ်နော်ဖွဲတင်တဲ့အခါကျတော့ကျွန်တော်တင်တဲ့3မိနစ်လုံးကိုဖတ်မိကျင်ပါလေဖတ်ပြီးဒါကျွန်တော်ရေးမိပါတယ်ပထမပိုင်းဒုတိယပိုင်းတတိယပိုင်းဆိုပြီးတော့ပေါ့နော်ကျွန်တော်တို့ကအဲဆိုတော့နော်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုဟို နော်ခုနဒီဟာကြီးကိုကျွန်တော်တို့ဝင်ကြီးကြည့်ဖို့မလိုပါဘူးစင်တုပ်ကြီးမှန်တိလို့ရှိရင်ဖရားတွေကမစင်တုပ်ကြီးကိုနော်ခြုံလားချင်လားဆိုဝင်ကြီးကြည့်တာမလိုပါဘူးသို့တော်လည်းခုနကျွန်တော်ပြောခဲ့လောကကိုနော်ကျွန်တော်တို့ကဲတင်ဖို့အတွက်နော်ဒီအာဏာတရားတွေကိုကျွန်တော်တို့ကဗာပြလဲပြောနေအောင်လှုပ်ဆောင်ဖို့အတွက်နော်စစ်တော်ကတိုက်ကြရတိတာပေါ့နော်ဟိုဟိန္ဒူတရားတွေပါဆိုစစ်တပ်ရတယ်နော်ခရစ်စနာတို့နော်အဲယာမရုစစ်တက်ရတယ်တမန်တော်မူဟာမက်ဆေ့ချ်ကျွန်တော်တို့ကဒီလေစစ်တက်ကြရတဲ့ဓမ္မတရားအတွက်ပေါ့နော်ဒီလိုရှိကြတာပေါ့နော်တို့တော်လည်းကျွန်တော်တို့ကဒီလေ စစ်တိုက်လျင်းနဲ့တော့ကျွန်တော်တို့ကပါပြတယ်ဓမ္မနော်ဟိုစစ်တိုက်စစ်တိုက်တယ်ဆိုတာလောကကိုကျွန်တော်တို့ကဓမ္မတရားဆွံ့လို့အောင်လှုပ်ဆောင်တာပေါ့နော်လှုပ်ဆောင်တာကျွန်တော်တို့ကသို့တော့စစ်တိုက်တယ်ဆိုတာခုနကကျွန်တော်တို့ပြောခဲ့သူပါပြတယ်ပရမတ်တဟိုနော်ကြောက်အောင်နော်စစ်နယ်လို့လို့မရဘူးပေါ့နော်စစ်နယ်ကျွန်တော်တို့ကပရမတ်တကိုဆက်ရအောင်စစ်နယ်လို့လို့မရဘူးတောင်းလဲဟိုကျွန်တော်တို့ဗါလဲနပိုလီယံတို့ပါလို့ပြောသူပေါ့နော်ကျွန်တော်တို့ကနော်စစ်နယ်နော်ကျွန်တော်တို့ပါတယ် တိုင်းပြည်တွေတိမ့်ပိုက်လို့ရချင်ရမယ်ပေါ့နော်အဲအုပ်ချုပ်လို့တော့မရအောင်ဆိုတော့ပေါ့နော်အဲဒါတော့နိုင်ငံရေးစကားပေါ့လေကျွန်တော်တို့ကဒီမှာလည်းဒီမှာပဲစစ်နေကျွန်တော်တို့ကဖြစ်လေအဲကျွန်တော်တို့ကနော်လောကကြီးမှာနော်ဟိုအာဏာတရားတွေကြော်နေအောင်ဓမ္မတရားတွေကြီးထောင်လို့လို့ရမယ်တို့တော့ဘုရားသခင်ကိုဆက်ရအောင်ဆိုကျွန်တော်တို့ကပုံမတွေ့တို့တော့ဒီကုသိုလ်ကတော့ကျွန်တော်တို့ကတခြားတင်ရမှာတင်ရမှာပေါ့နော်အဲ့တော့ဘယ်လိုပဲပြောထားပါကျွန်တော်တို့ကလည်းဆိုတော့ခုနကအင်မတန်နှန်းနေတဲ့နော်အဲဒိဋ္ဌိဆွဲကြမှုပါ နဲ့ကဲပြီးတော့လုဆောင်မှုလေလို့ကျွန်တော်တို့ပြောခဲ့တာပေါ့နော်အဲခုနကမနေ့ကပြောခဲ့လို့ပေါ့မွေမွေချင်းကျွန်တော်တို့ကချိန်နေတယ်ပေါ့နော်ချိန်နေတယ်မပြင်းတော့ပွားနေနေရမှာနော်ကျွန်တော်ပြောခဲ့သူပေါ့နော်ဟိုကန်တီရဘူးတော့နော်မန်နဲ့နဲ့ဖျားနဲ့နော်ရှိရနေမှာမန်နဲ့မန်နဲ့မနော်တပေါင်းတစ်ထောင်မကရှိသေးအဲ့တော့မန်နဲ့ကနော်ခုနတော့သူ့ကပါပဲအကောင်းတယ်မရှိဘူးဂျာသူ့ရဲ့ဟိုတိုက်ခိုက်မှုတွေကဂျားတဲ့ဟာတွေကသူ့ရဲ့တိုက်ခိုက်စရာနော်ပေးဖို့စရာ လက်နဲ့တည်းပဲပေါ့နော်အဲ့ဒီတူတူကခုနကဒီဝေးပေါ်လက်နေရာနှစ်ခုကဂျာတွေကဟာတွေကိုကျွန်တော်ကစစ်တူရင်ပြသတော့ပေါ့နော်နေရုပ်ကလေးတွေနဲ့ကျွန်တော်တွားရတာပေါ့နော်တွားရတဲ့အချိန်မှာအဲ့တော့ခုနကတစ်ဖက်ကကျွန်တော်တို့ကဗာတယ်လေနော်ဟိုကိုယ်တိုက်ခိုက်ဖို့အတွက်သူကိုယ်နိုင်လာတိုက်တာမဟုတ်ဘူးသူကဂျာတွေကနေပြီးတိုက်လို့လည်းမရဘူးတရားဥပဒေရှိတဲ့လောကကြီးတရားဥပဒေစိုးမိုးတဲ့လောကကြီးဒီမှာဆိုလို့ရှိရင်တကယ်အဲ့လိုတော့အဲ့လိုမဟုတ်ကောင်းတဲ့တုံ့ထွက်လာလို့ကျွန်တော်တို့ကဟိုနော်တရားဥပဒေနဲ့တွားတိုင်ပါဘောအေးအေးခံပ ဟုတ်နော်အဲ့တော့မေရမေရနဲ့ကြာသူနော်မမြင်ရတဲ့ကိုယ်ကနေပြီးအပေါင်းထဲမှာနေပြီးတော့လက်ကြီးပုံနဲ့ကျွန်တော်တိုက်ရတာပေါ့နော်အဲ့တော့တိုက်တဲ့နေရာမှာလည်းတစ်ဖက်ကိုသူနိုင်လူချင်းတဲ့လူကျွန်တော်ဖျားဆိုတော့သူအထောက်ကတင်းကျင်တာပေါ့နော်အဲ့ဒီပေါ်လိုက်ပြီးတော့သူကပါတယ်ဆိုတော့သူလောက်ကြောင်းသူကနော်ချာလောက်ပြီးတော့ announcement လုပ်ရတာ side psychological warfare ပေါ့နော်ကျွန်တော်ကဒီလိုလုပ်ရတာပေါ့နော်အပေါင်းထဲနေတိုက်တယ်ဘိုးတော်မန္တန်ကျွန်တော်ဖျားကိုတိုက်တယ် နော်ဗာအရင်ထွက်ပြီးတိုက်လို့ရှိရင်ဟိုတရားဥပဒေနဲ့ရဲတွေပါလေလာခံရမှာဆိုလို့နော်တိုက်တယ်တိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကပါခဲ့လေအငါလောက်တာပါလေအမောင်နဲ့နေပြောင်းနောက်ပြပြောင်းပြဒါပြုတ်လုံးပါပေါ့နော်ဒါပြုတ်လုံးပါပေါ့နော်အဲ့တော့အဲအတိပြရတာပေါ့နော်အဲ့တော့ဟိုဂျားတဲ့ဟာတွေကပါကြတယ်ဘူလက်သဘောမျိုးပေါ့နော်ခြေစံသဘောမျိုးတွေဖြစ်ရတာဖြစ်တာပေါ့နော်အဲ့ဒီကတူကိုရှင်မှာရောက်လာဘယ်လိုနည်းနည်းရောက်လာရောက်လာကို့ပဲလာနေနေနောက်ဆုံးကို့ပဲတိုက်သွားအောင်ကို့တိုက်ခိုက်သွားပြီးကို့ပဲခံရအောင်ပြေခံရတော့ပါလေ ော့ကာကရှင်တော့ဟိုပါပေါ့ဒီဒါတမျိုးပဲတကယ်တရားနဲ့အစ်စ်ကတော့နောက်ကနေပြီးတော့တွန်းလှန်ချင်တယ်ပေါ့နော်တွန်းလှန်လိုက်တဲ့သဘောတရားပေါ့နော်သဘောဒါတွေကကျွန်တော်တို့ကနော်ဟိုနိုင်ငံကြီးနဲ့ဆက်နေလာတဲ့အခါကျတော့နော်ကျွန်တော်တို့နိုင်ငံကြီးတွေထောက်နိုင်နေတဲ့ဆက်နေလာတဲ့အခါကျတော့တိုင်းပြည်တမျိုးနဲ့တပြည်ချာစစ်ပွဲတွေကြားထဲမှာပူဆိုးတာပေါ့နော်ပူဆိုးရဲအဲ့တော့ဟိုတို့တော့တစ်ဖက်ကတန်ကြီးပြန်လာပါတယ်သူကဒီလိုနီးတွေပြောပြီးကိုကမတုံးနိုင်လေ ကိုရှုံးကိုပဲရှိမှာပေါ့လေစစ်ရဲ့သဘောမှာပေါ့နော်အဲ့ဒါတို့ရှိတာပေါ့နော်အဲ့တော့ဒီစစ်ကဲ့သဘောမှာကြာတော့ခုနကကျွန်တော်ပြောလို့ပါလေစစ်ရေးကာလတစ်လျှောက်ပေါ့လေဒါကိုဆိုးတာပေါ့နော်အဲကျွန်တော်တို့ကဆိုဖီယာရုရှားနဲ့ဒီဘက်ကနော်အမေရိကန်တို့အင်္ဂလိပ်တို့နဲ့နော်ကျွန်တော်တို့ကပြည်စစ်ရေးကာလတစ်လျှောက်မှာဆိုရင်ဒါစစ်ရေးသဘောနဲ့အတူနော်ထောက်လန်းရေးရဲ့နော်ထောက်လန်းရေးနဲ့ဒီကမ်ပီးယားရဲ့သဘောတဘာကလှုပ်ဆောင်မှုတွေကခန့်ကန်တာတွေကကြီးမားလာခဲ့တယ်ပေါ့နော်စစ်ရေးကာလတစ်လျှောက်မှာကြီးမားလာခဲ့တယ်ဘယ်သူလို့ခုနကကျွန်တော်ပြောခဲ့တဲ့ တိတယ်လေဟိုငွေငွေချင်းချိန်နေဆိုလို့ပေါ့နော်ဟိုနော်ဖြစ်သွားပြီဒီနေရာမှာအားတိတာပေါ့ဘာလို့ဟိုခုနကကျွန်တော်ပြောရတဲ့ပါပဲလေဟိုဒီနှစ်ယောက်ကဟိုတယောက်တယောက်ကြည့်ပြီးကျွန်တော်နော်ရွှေ့နေတာပေါ့နော်ရွှေ့ကပ်ပါဆိုတော့ဟာကောမမစစ်တူရင်တဲ့ဘယ်ဟာလေးကိုဘယ်သူကရွှေ့လိုက်တယ်ဒီကနေလှမ်းမြင်ရတာပေါ့နော်လှမ်းမြင်ရတဲ့အခါကျတော့တိတာပေါ့နော်တိတာပေါ့ဟိုသို့တော်လည်းတောင်းလည်းတချို့ကပြောတယ်လीကျွန်တော်ပြောပါပဲလေဆိုတော့ဟိုပေါ့နော်ဟိုနိုင်ငံရေးနဲ့ နိုင်ငံရေးတို့ထောင်လန်းရေးတို့သဘောတို့မှာကျွန်တော်တို့ကမတော်တဆမှုဆိုတာမရှိဘူးเนาะမတော်တဆဖြစ်သွားတယ်ဆိုတာမရှိဘူးကြိုတင်ကြံစည်မှုပဲကြိုတင်စနစ်တကျစီမံမှုပေါ့အဲစတန်တမ်ဘယ်လူဘလို့မှเนาะရှေ့ဖြေထုတ်လို့မရနိုင်အောင်စနစ်တကျစီမံမှုဆိုတာလည်းရှိတယ်ဒီလိုပြောကြတာပေါ့เนาะဆိုတော့ဟိုအဲ့တော့ကျွန်တော်တို့ကဟိုခုနကကျွန်တော်ပြောခဲ့တယ်တကယ်ရောဆိုတော့ဟိုတကယ်ရောကျွန်တော်တို့ကပါခဲ့တယ်အဲ့လိုပဲပေါ့เนาะကျွန်တော်တို့သို့တော့ တကယ်တကယ်အမှန်တိုင်းပြောအမှန်တိုင်းဟိုပြန်ပြီးတုံးတက်တဲ့အချိန်မှာတော့အဲကျွန်တော်တို့ကနော်မတော်နဆမရှိဘူးသူကလည်းမဟုတ်ဘူးပေါ့ဒီမှာဆိုကြတော့ဘိုးတော်နဲ့နော်အဲမန်နဲ့နဲ့ဖခင်နဲ့တင့်နေလဲကက်တမရကိုလှုပ်တမရသူလှုပ်နေတာလဲတင့်နေတာပေါ့နော်ဟိုလူတယောက်ကအလေရလူတယောက်ကဘုန်းဒီပါမတင်နဲ့ကိုရှေ့ရောက်လာတယ်ကိုလာဆင်းနေဆင်းနေကိုချင်းနဲ့ချင်းနေပဲဒီကလှုပ်လှုပ်လိုက်တာနော်သူကဒီလိုဖန်တီးစီနေလို့တွေ့လိုက်တာအလေရလူကတော့ဆင်းနေ innocent ပေါ့နော်သူကဘာမှမသိဘူးနော် innocent ဒါအင်းသူလည်းဟာပြောတယ်ပဲဒါ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 စိတ်ကြီးရတဲ့ပုံပါနော် innocent တော့လို့ပဲဟာသူရောက်လာတယ်မသိဘူး innocent ဆိုသူကတော့သူ့ဟာနဲ့သူနော်အဲ့ဒီရောက်တဲ့လူကစတင်မှန်တယ်ကြောင်းကြောင်းတယ်မှာနော်ဟိုသူ့ဟိုခုနဟိုနောက်ကဘိုးတန်နဲ့စံပြကြဓမ္မစကားလေးသူလျှောက်ကြောင်းကြောင်းပြောနေမှာပေါ့နော်ဒီလိုမျိုးပေါ့နော်ဟိုဟာဆိုလည်းဒီလိုမျိုးဖတ်ခဲ့တယ်အဲမှာမရှိကြပါဘူးနော်ဒီမိုကရေစီနဲ့စံပြပဲအဲကျွန်တော်တို့ကပဲလေအဲသူကနော်ခုနက အာနာရှင်ကလည်းပြောကြောနေတယ်အာနာရှင်တို့အာနာရှင်နဲ့ဆက်ကြည့်တဲ့ဒီမိုကရေစီကလည်းပြောကြံပြောနေတယ်အဲ့ဒါပြောမရဘူးနော်ပြောမရတာသူဖန်တီးမှုခေါ်တာနော်အဲ့တော့အဲ့တော့ကိုကတော့သိတယ်တို့တော့မတော်ရဆမှုမရှိဘူးလားဆိုတော့ပဲမရှိရဲ့နေတယ်သူကသူတို့ဒါပဲဒီကံပီကခုနပြောတဲ့နော် share တို့ပေါ့နော်အဲဒီအရှိတ်တိုက်ပွဲမှာသူကသူ့အလုပ်ဖြစ်နေငါလောက်တာလို့သူကပြောရတယ်နော်ပြောမှလာလေသူကပါတယ် ဒါဒါဒါပဲပြောသူ့ဘာလို့ဖြစ်လို့နော်တစ်ဖက်လူနင်းတာပေါ့လေငါတို့တော့ပြောသူ့ဘာပါလဲစိတ်ကြိုက်ရရအနိုင်ရတယ်ပေါ့နိုင်ရတို့တော့လေဒီနေ့တမ်းမှန်နေတဲ့မှာကြာတော့ကျွန်တော်ကဥရေတရားဥရေကြီးပြန်လာရှိတယ်အောင်နော်တရားဥရေကြီးပြန်လာရှိတဲ့အခါကျတော့ကျွန်တော်တို့ကအဲအဲ့လိုပြောဖို့တော့ဒါနည်းနည်းတရားဥရေတွေကအဲနော်စကရှစ်ရှစ်ထုတ်လိုက်နောက်ဆုံးရတော့တာပေါ့နော်အဲတရားဥရေကရေယူခံလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့ဖြစ်တဲ့ဆိုရင်ဒါသူ့ဘာသူဖြစ်တာပြန်လာတယ်ဥမာဆိုကြလို့မဟုတ်ဘူးနော်ဟုတ်နော် ဟိုကကတမ်းမှာเนาะသူအခါသိပြီးတော့ကားเนาะအဲ့ဆက်အကြီးတဲ့တင်ကားလေးကြီး accident ဖြစ်တယ်လူတွေတေသွားတယ်เนาะအဲ့တော့အဲ့တော့သူလုတ်တူလုတ်ပေါ့ငါသူခံပြီးကြပြီအကုန်လုံးเนาะဟိုခုနကเนาะသူသူเนาะဟိုအစီအစဉ်နဲ့သူเนาะခေါ်ပြလာပြီးတော့အဲ့နေရတော့မှသူ့ဘယ်ဖြစ်တာငါလုတ်တော့ဘူးသူတိုင်ပြထွက်ချင်ထွက်သွားတယ်ဘာလို့တော့အေးယူခံတာပေါ့เนาะအေးယူလို့ရသလားဆိုတော့အဲ့ခက်တာလေဟိုဟိုသူကဂျန်ပြတော့မှကြာတက်တယ်မရှိရေးယူတယ်နေရပေါ့သူတော့လည်းသူလုတ်တူလုတ်ပြန်လုတ်တော့ရတာ နော်နောက်ဘိုးတော်တယောက်ကဒီအားလုံးသိတယ်ဒီဘိုးတော်ကခုနကကျွန်တော်ပြောတဲ့ဒီလိုလုပ်လိုက်လို့သူတွေဒုက္ခရောက်ကြတာသိတယ်ဆိုတော့သူ့ကိုလည်းအဲ့ဒီနည်းနဲ့ပြန်လို့ဆိုတော့ရတယ်မထူဘူးပဲအဲ့ဒီကောင်လည်းလူမသိဘူးသူနဲ့ချောင်းရိုက်သွားဒါမှမဟုတ်လည်းအစိတ်ကတပ်လိုက်သွားဒါမျိုးလုပ်လို့ရတယ်ပေါ့နော်အဲဆိုတော့အဲ့တော့သူပြန်ပြီးရုံးသွားတာပေါ့နော်ဒီပြန်ပြတ်သွားတာကျတော့ဟုတ်ခုနကအမေကဟိုစီရေးကာလမှာကြီးနေကြည့်လို့မျိုးဟိုသူကဒါကြီးနေကြည့်တော့မပြောမရဘူးနော်ဘလော့ကဘလတရားတွေရှိတာဟုတ်နော်ခုနကကျွန်တော်ပြောခဲ့လို့ နော်ဒုက္ခရဲ့မှာမတရားမှုတပါးလူသားတွေကလက်မခံတဲ့အခါကျတော့ဆင်းရဲနောက်ဆုံးရတာတွေရှိတယ်ပေါ့နော်ရှိတယ်နောက်တော့ကားကားလေးကားလေးတိုက်တယ်တင်မောကြီးကလည်းတင်မောသေးလေးကိုတိုက်ပြလိုက်တယ်ဆိုကြပါစို့နော်ဟာစီစဉ်ထားပြီးတိုက်တိုက်ပြလိုက်တယ်မပြေတိုက်ပြလိုက်ရောအာငါတို့လောက်တော်မှုကိုပြန်ဆုတ်ချင်ဆုံးအောင်မှာပဲဒါပေါ့နော်ဟာလင်းလင်းရင်တွေကပါပဲအဲ့လိုပဲနော်တိုက်နေတယ်ပြတ်ကြရတယ်ဒီလိုမျိုးပေါ့နော်ခုနကကျိုးတင်စင်စင်ကြီးပေါ့နော်ကားမှမဟုတ်ဘူးနော်ဒါအမျိုးကြီးရှိတတ်တာပေါ့နော်ရှိတတ်တယ်သို့တော့ နော်ဂန်ဒီရဲ့အဓိကလက်နက်ကတော့ဘာလဲဆိုတော့သူကဖြုတ်ဝစီပွားပေါ့နော်သူရဲ့အဓိကလက်နက်ကတော့အဲ့ဒီကတော့လည်းဂန်ဒီရမှာအရေးကြီးတော့ဖြုတ်ဝစီပွားပဲဒီဖြုတ်ဝစီပွားနဲ့သူကအကန့်တည်းပြီးလူတွေကိုထိန်းချောတာနော်ထိန်းချောတယ်လူတွေကိုကျွန်တော်တို့ကအကြောက်အောင်လုပ်ရတယ်ကျုပ်ကစီဝါတော့လည်းခုနကကျွန်တော်ပို့အန်တရခင်းတာပေါ့အန်တရခင်းတယ်အန်တရသူတို့အတွက်အန်တရခင်းတာကဒူတွေအတွက်တော့မခင်းဘူးမခင်းဘူးဆိုတာဒီဆေးဝင်လို့ဝင်နေမှမသိလို့ရှိရင်ကျွန်တော်တို့ကဒီလုံချင်တာဆောက်လုပ်ပြီးတာတော့ဟုတ်တာလေကျွန်တော်ပုံကြီးတွေပါလို့ဆိုတာနော် ်တူတွေပေါ့နော်ဟာစေးဝင်နေမှမသိဘူးလကောင်းမောင်းကလည်းတိုက်တိုက်တော့မှပြောမရဘူးပေါ့နော်စေးဝင်နေမှမသိကျွန်တော်တို့ပဲဖြစ်တယ်တခုဖြစ်မှာလေအဲကျွန်တော်တို့ပဲလေခိုင်နေပါဖြစ်ဖြစ်သွားမှာပေါ့နော်အဲစေးဝင်နေမှာဒီတင်မော်လီတံပေါင်းနေတိုက်ချင်တိုက်ဆောင်မှာဒါရွေးပြောမရဘူးပေါ့နော်ခုနလေးဒီတံပေါင်းကလေရောက်ကြည့်ကြည့်ရိုးပေါ့နော်အဲ့တော့ဒူလီတက်ကတော့မသွားခေါင်းကြီးတွားဆိုတော့စေးဝင်ပြီးကျွန်တော်တို့ကပါတယ်အဲကျွန်တော်တို့ကနော်စေးရမျိုးမျိုးရှိတယ်ဒီဘာဂရာတို့ဘာတို့ကာမအာတုတွေရောရှိတယ်နော်ရဟန္တာကြီးတို့ကြော်ကြီးဘာဂရာတွေတိုက်လို့ရှိရင် ဒီဘုံကြီးလည်းတော်တော်ဆောက်အောင်မယ်เนาะဟိုကျွန်တော်တို့ကလည်းเนาะဟိုပြီးတော့ဖမ်းပြီးတော့ character assassin assassin တွေပဲလှုပ်ရှင်လုပ်အောင်ဒါမျိုးတွေပေါ့เนาะအဲလုပ်အောင်အဲ့တော့ဟိုတချို့ဘုံကြီးကြောက်လဲပါတယ်ဆက်ပေါက်ရှာပြီးတော့ကျွန်တော်တို့ကဟို starting နာကိုရင်းတွေရိုက်တက်လို့တော့တွေးလိုက်တယ်လေကိုရင်းတွေရိုက်တက်လိုက်တာပြေတော့ရတယ်เนาะဘုံကြီးဦးစင်းကကိုရင်းတွေရိုက်တက်လို့ပြေတော့ရတယ်ဆိုတော့ဒီ scene ဆိုပေါ့လေဒါပေမဲ့ဒီ scene တွေကအဲဆံဝင်စေးလားဆိုတော့ဆံဝင်စင်းမဟုတ်ဘူးเนาะခရီးတွေဆံဝင်เนี่ย တို့တို့ဆရာဝန်ပြရုပ်လောက်ရတာပေါ့နော်ဆရာဝန်တော့ပြရတယ်ဆရာဝန်နဲ့မဆိုင်ဘူးပေါ့နော်ကျွန်တော်တို့ကဥပမာကျွန်တော်ပြောနေတယ်ဟိုဂျပန်ပြည်မှာညုံအုံတိုင်းလို့ပြောစောင်းတယ်ကျွန်တော်တို့ဖတ်ကြည့်နော်ဂျပန်ပြည်ကအုံတိုင်းကျတဲ့စောင်းနော်ဟိုဟိုအဲဒီကုအစဟာရဆိုတဲ့နော်ဟိုမြောက်ဘူးတော်ကတန်ွေနော်ဘုံခွဲလိုက်တယ်ပေါ့နော်ညတော့စောင်းတယ်မှာဆိုရင်ခင်ဗျာနော်သူကကုန်ပိုင်နေနော်စေယုံနေပါတယ်ဒါကမျက်စိသိနေတယ်အဲ့ဒီကနော်မျက်စိရောက်တဲ့စောင်းနော် အဲကျွန်တော်ဒီလိုပါအဲ့တော့ဒီစေယုံလေးပါလေအကုန်ပိုင်ရဒုတိယကိုသူကစေယုံကခေါ်ပြီးတက်လိုက်လို့ရတယ်စေယုံကသူကတက်တက်ဟိုခေါ်ပြီးဆိုတာလေစေယုံတက်လာတက်တက်လာတူရှိကိုတက်အောင်လုပ်ပြီးတော့ဘယ်လိုတက်ပြစ်လိုက်လို့လဲရတယ်မျိုးစုံပေါ့နော်ဒီဒီတူစာပေါ်မှာသူကတော်တော်တောင်းလဲဟိုဂျပန်ကဂျပန်ဘာကြီးကမှရှိတယ်ဆိုတာပြောပြတာတော့မှပြင်မရှိတယ်လည်းပေါ့ပြီးတော့နောက်တစ်ခါခုနသူ့ရဲ့အဲဒီခုနစေဝါပေါ့နော်ဒီကိုစာတော့စေဝါမှာကျွန်တော်တို့ကဓာတုမီတာပြတ်ပြတ်ကြပေါ့နော်ဒီအစိမ့်ဝေပုံဓာတ်ဝေတွေကပါတယ် နော်ပရိုဖက်ဆာစိတ်ပွားလို့ပါလို့ပေါ့နော်အဲအဲ့လိုမျိုးဖြစ်လာမှာလေနော်အဲ့တော့ကျွန်တော်တို့က guest language တွေကိုပါတုံးတာလည်းရှိတယ်စေဝါတယ်လေဒီလေမျိုးဆိုစေဝါတယ်မျိုးဆိုပေါ့နော်ဆရာဝန်တွေရတော့ဒီကပြယုံနေတယ်လို့ပါနော်တကယ်တော့မဟုတ်ဘူးနော်ဒီကသူ့ရဲ့စေဝါတွေလားသူ့မျိုးဆိုပေါ့နော်ဒါတွေကျွန်တော်တို့အတုံးကြည့်ကြတာပေါ့လေအတုံးကြည့်ရတာပေါ့နော်အဲ့ဒါနေပြီးတော့လူတွေကိုခုနကျွန်တော်ပြောလို့ character assessment တုံးတယ်နော်ဟာဒီသူကတခါမှနော်သူကသူကမတွားငင်တဲ့လောက်တာလည်းရှိတယ်ခုနပြောပြီးပေါ့တူတင်ပြီးတော့ကျွန်တော်တို့စီစဉ်ပြီးတော့ဒီလူတွေ เนาะ plan လုပ်မယ်ခုနကျွန်တော်ပြောခဲ့သလိုပါလေတင်မြောက်မယ်တော့မလို့ဒီကောင်အဲဒီကလေးကိုငါတို့ဝေးမယ်ဆိုရင်ဒီဘာလဲဂုရုကြီးလောက်တယ်သူကဒီလိုသူကเนาะ back ဟိုကျွန်တော်တို့ကောက်ခွင့်နဲ့เนาะ recipe ပြီးတော့သူ့ကိုเนาะ plan လုပ်ပြီးပြည့်စုံပြီးထောင်းလာတယ်ပြီးသူကအမြင့်ဆုံးကိုရအောင်သူကတင်ပေးတယ်တင်ပေးပြီးအမြင့်ဆုံးမှာသူကပြန်ပြီးကျိုးကန်ရတယ်အောက်မှာလေးကသူက character assessment လေးလုပ်ထားတယ်ပေါ့နော်အဲ character assessment လေးလုပ်ထားရဲ့ဆိုတော့ငငယ်လေးကသူကခုနကသူအချက်တွေအမှဆိုကြပါဦး character assessment assessment လေးဆိုတော့အမှ အခုဆိုပါပဲလေကျွန်တော်ရှုပါတယ်မင်းသမီးတွေပါတယ်ညာနေလဲတော့ပြောပါဟုတ်ဖြစ်တာရှိတယ်ဒီတက်ပေါ်ထောင်းလိုက်ရတက်ပေါ်ရိုက်ရပြီးတော့ကျွန်တော်တို့ကပါဖြစ်တယ်အဲနော်အဲ့လိုထုတ်ချင်တဲ့အခါကျတော့အဲ့တက်ပေါ်ကိုပြပြီးတော့လင်းထွက်တော့လို့ပြောချင်တာဘာမှပြန်ပြောလို့မရအာဇီးမိပြီးတော့နော်သူအမှားလို့လုံးလုံးလုံးခေါင်းပေါ်ပြတ်သွားတာပေါ့နော်ဒါဟုတ်ဖြစ်တာရှိတယ်ကြားဘူးတာလေဒီကျွန်တော်တို့ကမသိဘူးဟုတ်ကဲ့ခင်ဗျာဒီဘက်ကမှလည်းရှိနေပါတော့နော်အဲ့လို character assassination လုပ်တာလည်းရှိတယ်ပေါ့နော်ရှိတယ် ဲ့တော့ဒီတစ်ခါမှာเนาะခုနကเนาะကြီးကြီးမားမားတင်လို့ပြည့်နောက်တစ်ခုတစ်ခုတင်လို့ပါတယ်အောက်ကနေပြီးတော့အဲเนาะ character assassinate တွေကနေပြီးတော့လောက်ရတယ်เนาะလောက်တော့အဲ့ခုနဆေးဝါးနေပဲအဲခုန character assassinate လို့ပြောဖောက်ခွဲမှုပေါ့နော်အဲ့ဒီခုနလူတယောက်ကိုဘူးလိုက်လို့လို့ရတယ်လူတယောက်ကိုပါတယ်အဲနော်ယူကလီယာပုံနဲ့လုပ်လို့ရတယ်နော်သူကပါတယ်သူကနော်ဒီစီဝါရီနဲ့သူ့ရဲ့ဘဝကိုလည်းကျွန်တော်ကပါတယ်အဲသူတို့နော်ဒီလူကိုနော်ပျော်ပျော်စေခြင်းပျော်လို့လို့ရတယ်တပောက်ခွဲစေခြင်းပျော်ခွဲအောင်ပေါ့နော် ကိုယ်ကရမ်းနေစုပေးရမယ်။ဆီနဲ့ဒီကပါဆိုလဲထားပြီးရတယ်ဆိုလို့ပေါက်ခွဲအောင်လုပ်မယ်။အဲတော့ဒီလူရဲ့ပေါက်ခွဲရတာလည်းသူ့ရဲ့တရှိမှုပုံမူတည်ပြီးတော့နော်ဒီကဘယ်နေမှာပေါက်မယ်ဟိုဟိုအောက်အောက်ကမြေကြီးမှာပေါက်အောင်လုပ်မြေကြီးတော့ပေါ့တိုက်ပေါ်တိုက်ငါးတဲ့တိုက်လောက်ဆယ်တဲ့တိုက်လောက်ဆယ်တဲ့တိုက်ပေါ့ဟိုဒီလိုပေါ့နော်သူပေါက်ခွဲအောင်သူ့ရဲ့အဆင့်တန်းပေါ့သူ့ရဲ့အဆင့်တန်းသူ့ရဲ့နော်တရှိမှုဘူးတည်ပြီးတော့ကျွန်တော်ကပေါက်ခွဲတာလည်းရှိတယ်အဲဒါဆက်ဆက်လေးထုတ်တယ်ဆိုတော့ပေါ့နော် ဲ့တော့အဲ့ဒီသဘောတွေပါပဲเนาะအဲ့တော့ကျွန်တော်တို့ကပါဖြစ်လဲဆိုတော့အဲရှုံပြီးကျွန်တော်တို့ပြန်ပြောရမယ်ဆိုရင်တော့เนาะဖင်အားတွေကဒါเนาะခုနကကျွန်တော်ပြောခဲ့အကုန်လုံးကိုလည်းတိဖို့မလိုပါဘူး။နောက်ခုနကစံတုပ်ကြီးကိုကျွန်တော်တို့ကเนาะခြုံလှချင်တာနော်ရက်ကြည့်ဖို့မလိုပါဘူးเนาะခုနကဒီမစံတုပ်ကြီးကမစံတုပ်ကြီးဆိုတာတိရင်ကျွန်တော်ပြီတယ်ဒီလောကကြီးကကျွန်တော်တို့ကเนาะဘုဒ္ဓဘာသာမှာဆိုရင်เนาะဒုက္ခတစ္ဆာဒါဒုက္ခလောကကြီးเนาะ န်တဲ့မဆက်ဆက်ပါခဲ့လေအဆင်မဟုတ်ဒီဂျိုးစက်ကြဝလာကြီးကမြေမုံလေးเนาะအိမ်မြေမုံလေးထဲမှာပါခဲ့လေခဏတာလာဖြစ်တဲ့ကျွန်တော်ဥပါခဲ့လေဘောအဒီအဆင်မဟုတ်ဘူးเนาะဘုရားတခင်ဖန်ဆင်းပေးထားတာเนาะဆိုတော့ဒီတော့တင်တော်ပြီပေါ့เนาะမတိဘူးအားလုံးတိသွားပြီတိပြီပါခဲ့လေအဆင်မဟုတ်တာမှတိတဲ့သူဆိုတော့နောက်ပြန်ထွက်မယ်ဘုရားတခင်အစီအစဉ်ကျွန်တော်ဥပါခဲ့လေပြန်ဦးတည်မယ်เนาะလူတွေကိုခွင့်ပြုမယ်ဒီနာပါးများမယ်မေတ္တာပါးများဝေယောဂတွေကအခုဖန်ဆင်းတဲ့လူတွေကဝေယောဂတွေဆိုတာနားလည်မယ်ဝေယောဂတွေဖန်ဆင်းတာလေ န့်ကျက်တာခုနကပြောကြည့်ပါမယ်ဒိဋ္ဌိဆိုတာမတိတဲ့အတွက်ကြောင့်เนาะဒီခုနသူများကိုကြော်တော့ဒိဋ္ဌိချီးတာတဲ့အချိန်ကျတော့ပထမဒိဋ္ဌိဖြစ်တဲ့အချိန်မှာအဲခုနကပြောကိုယ့်ရဲ့ parameter ကိုစန့်ကျင်တယ်တင်ပိုက်ကိုကြည့်တာလေအဲ့တဲ့ချီးတာတဲ့ခါကျတော့တစ်ဖက်လူကိုတွားပြီးပါတယ်ချူးပုံကိုကြိုးပါတယ်အဲ့တဲ့ချီးတဲ့ခါကျတော့ပါတယ်ခုနသူများရဲ့ parameter တွေပါတယ်တင်ပိုက်ကိုကြိုးတာလေဟုတ်လားဒါဒိဋ္ဌိအမတန်ချီးမှန်းတော့အကြည့်ကြကြအောင်ဒါကြတော့ယူသွားတဲ့သဘောပဲပေါ့နော်ဒီကံပြရတဲ့ပေါ်လေးပါတယ်နော်အဲ့တော့ပါမယ်နော်